ပင်တွေကတပေါင်းဖွဲတော့ရောက်နေတာဖြစ်ပါတယ်အခုညနေကတော့ကျွန်တော်တို့တန်ကားတော်တွေကိုစွန့်စားနေလောက်မဲ့အစီအစဉ်ဖြစ်ပါတယ်ဒီတော့ရောက်နေတဲ့နေရာကတော့ကျွန်တော်တို့တပေါင်းဖွဲတော့ကျင်းပတဲ့နေရာဖြစ်ပါတယ်ဒီကတပေါင်းဖွဲတော့မကျင်းပဖြစ်တာ၅နှစ်လောက်ရှိပြီလို့သိရပါတယ်ကျွန်တော်တို့စွန့်စားခြင်းလောင်းနေတဲ့နေဝင်ဖြစ်ပါတယ် တတိယရွှေဥမင်းတပေါင်းပွဲတော်ကိုဒီနှစ်2025ခုနှစ်မှာတော့မတ်လကျွန်တော်တို့6ရက်နေ့ရနေပြီးတော့7ရက်နေ့ထိကျင်းပပါမယ်။ဒီနေ့မတ်လ7ရက်နေ့ဖြစ်ပါတယ်။ဒီနေ့မှာတော့စွန်းစံစီလောင်းတဲ့ပွဲကိုညနေပိုင်းမှာလုပ်ပါတယ်။တန်ခါတော့အပ900ကျော်စွန်းစံစီလောင်းနေတဲ့မြင်ကွင်းဖြစ်ပါတယ်။ကျွန်တော်တို့ဒီပေးလျပါဝင်ခြင်းကျွန်တော်တို့ဆိုတောင်ကြီးကနေပြီးတော့စွန်းစံစီလောင်းတာမှာပေးရပါဝင်ခြင်းမှာရှိတဲ့မြို့ရွာတီးတီးကစွန်းစံစီလောင်းမဲ့အဖွဲ့တွေကအခုဆိုရင်ရာထောင်ကြီး ုံးစားတင်ယူတောင်းနေတာတွေ့ရမယ်အလွန်စီကားတဲ့ပွဲတစ်ခုဖြစ်ပါတယ်ဒီပွဲကိုမလုပ်ဖြစ်တာ၅နှစ်ကြော်ကြာပြီလို့သိရပါတယ်ဒီနေ့မှာတော့စီစီကားကနဲ့ပြန်လုပ်ဖြစ်တဲ့အကြောင်းကိုသတင်းပေးလိုက်ရပါတယ်ခင်ဗျာนี่ก็ปีนี้ตะบองป่วยတော့ကိုရောက်ပြီးတော့တန်ငါပါ400ကျော်လို့ပြောပါတယ် တော့မေတ္တာရှင်လေးတွေလည်းပါပါတယ်ပေါ့နော်တန်ငါဘာ၄၀၀ကျော်ဦးပင်းတရာတပေါင်းပွဲတော်မှာစွန့်စံစိလာလောင်းတာပါရှင်မေတ္တာရှင်လေးတွေလည်းပါပါတယ်ခမိတာပရိတာဖောင်ဒေးရှင်းအနေနဲ့အဲစွန့်စံစိလာလောင်းလာလောင်းတဲ့အခါမှာအရန်ဝတ်တာပီတိဖြစ်ပါတယ်နှစ်တိုင်းဒီမှာဒီရှမ်းပြည်မှာနေတာအနှစ်၂၀ဆိုပေမဲ့ပင်းတရာမှာအဲ့လိုလာလောင်းရမယ်လို့တစ်ခါမှစိတ်ကူးမရှိခဲ့ဘူးပါဘူးအခုလက်တွေ့အကောင့်တွေလာပေါ်တာပေါ့နော်ပြီးတော့ဒီနေ့ဆိုလို့ရှိရင်လာကုရဲ့လူတွေကလည်းအများများပါပဲ အဲပြည့်ရက်ခါခုနလိုပေါ့နော်လာကုလာကုသူဒူနာတွေလာကုလို့ကုပေးရတဲ့ကုတော်ရောစွန်လောင်းရတဲ့ကုတော်ရောပေါ့နော်နှစ်ခုပေါင်းပြီးတော့ဝန္တာပီတီဖြစ်မိပါလေရှင်